တဲစုညရဲ့နောက်ွယ်ကသတင်းနေပေါ်ဖြစ်ရှင်လာတဲ့ကျူလီအောင်မေမင်လာပါရှင်အလို့ရိုက်ကွေးဒီမှာအောင်မြင်နေပြီးပြည်တွေအချစ်တွေကိုပြေဝါရရှိနေတဲ့ကျူလီကတော့အခုလက်ရှိမှာလေစကားရီတကားပီတီကရိုက်ကွေးနေရပါတယ်အခုလက်ရှိမှာလေကျူလီကပွဲတွေကိုတယောက်ပေးနေရပါဒူးစာကျူလီကတော့အနုပညာရိုက်ကွေးတွေမှာထေဆုံးခန့်နေအောင်မြင်မှုတွေကိုရရှိနေပြီးကျူလီကပြည်တွေရဲ့အပြည့်မှုတွေကိုလည်းပြေဝါရရှိထားပါတယ်ဒီနေ့မှာတော့ကျူလီကတဲစုညင်းကိုတချို့သူတွေကဝိုင်းပြီးတော့ဝေဖန်ထိုက်ခိုက်ကြတဲ့ပုံ အခုလိုပဲတုံ့ပြန်ပြောဆိုလာခဲ့ပါရယ်။တရုတ်ဆောင်ဂျူလီကလူတွေကအာနိလူလာမသိပါဘူး။ကိုအနုပညာသမားကိုဝေဖန်လိုက်တရုတ်ပညာသမားကိုဝေဖန်လိုက်ကြနဲ့အနုပညာသမားကိုချက်တဲ့စိတ်လေးနဲ့အားပေးကြပါ။အလုံးအသူဘွားနဲ့အတူကိုစီစူးစမ်းနေကြတာကိုကျင်းစားပေးကြဖို့ရှင်။ဆိုပြီးတရုတ်ဆောင်ဂျူလီကပြောပြလာခဲ့ပါရယ်။ အလောင်းမြတ်တရားဖြစ်ကနေအနုပြန်လောကကြီးကိုခြေဆုံပြေဝင်လာခဲ့တဲ့သေစုညရောကိုဆွေအနုပြန်ကိုရီကိုခက်ဆက်ဆက်လောကန်လာနေရပြီဖြစ်ပြီးသေစုညရောကိုဆွေသူရအနုပြန်လောတွေမှာဗြိတိရဲ့အဘိဝင်းရဲ့မူရီကိုအပြေဝါရရှိနေပြီဖြစ်ပါတယ်အနုပြန်လောတွေမှာအကောင်းဆုံးစူးစမ်းနေတဲ့သေစုညရောဒီကနေ့မှာဒမွေရဲ့ကြီးနဲ့ပတ်သက်ပြီးတရားဝင်ချပြလာခဲ့ပါတယ်သေစုညရောသူ့အနေနဲ့ချစ်တူရနေပြီလို့ဆိုပါတယ်အတောင်လေးတွေနဲ့ပတ်သက်ပြီးတော့လည်းသေစုညကအခုလိုပဲပြောပြလာခဲ့ပါတယ် တဲဆိုညင်ကတဲရတော့ကိုသဘောကျတဲ့သူတွေ့ထားပါပြီ။ဒါနောက်ကွေအားနဲ့တခြားတဲ့တွေမျိုးမျိုးမတက်လာစေချင်လို့အာလုံးရဲ့ရှိမှပြပြထားတာပါ။နောက်တော့ပရိတ်တွေအကုန်လုံးကိုအတိပေးမှာပေါ့နော်။ဆိုပြီးတဲဆိုညင်ကအတိပေးထားပါရင်အနုဝိယကြီးရီမှာအောင်မြင်နေပြီးပရိတ်ရီရဲ့အချက်တွေကိုအပြေအဝရရှိနေတဲ့ကျူလီကတော့အခုလက်ရှိမှာလေစကားရီတကားပြတကားရိုက်ကူးနေရပါတယ် အခုလက်ရှိမှာလေဂျူလီကပွဲတွေကိုတက်ရောက်ပြနေရပါဒီဥဆောင်ဂျူလီကတော့အနုပညာကွေးတွေမှာထိတ်ဆုံးကနေအောင်မြင်မှုတွေကိုရရှိနေရပါအခုလက်ရှိမှာတော့ဒီဥဆောင်ဂျူလီကဂျူလီယာအခြေရေးတဲ့သဝတနာပါရနုပြလို့တွေ့ကိုပဲပူဇော်စားပြီးတော့လုပ်ကိုင်နေပါတယ်ကျူလီယာတော့မကြမီမောင်ရွှေရှင်ဇက်ကားတွေရိုက်ကူလာရောမှာဖြစ်ပြီးရိုက်ကူရဲ့အတက်တွေအတွက်ပါကလန်ခဏရပါရင်ကျူလီယာကြည်င်းနဲ့ပတ်သက်ပြီးရင်ပွင့်ပြောပြလာခဲ့ပါရင်ဒီဥဆောင်ကျူလီကသူ့ရဲ့ကြည်ပေါ်အခုလိုပဲရင်ပွင့်ပြောပြလာခဲ့ပါရင် ချူလီယာအခြေရတဲ့ကိုလိုရမဲ့အမှုပြလုပ်တွေကိုပဲစူးစမ်းပြီးတော့လုပ်ကင်နေပါတယ်။အခြေဆိုတာကိုတော်တော်ပြောစရာမဟုတ်ပါဘူး။အခြေရပေါ်ပုပ်ပလင်းလင်းပြောရရင်စိတ်ကုန်နေရကြပြီပေါ့နော်။နေရကြပြီပေါ့နော်။အခုဆိုရင်ပြပြောပဲနေဖြစ်တယ်။ကိုဝတနာပါရနေပြလုပ်တွေကိုအင်ကာချက်ပူပြီးစူးစမ်းလုပ်တယ်။အလုပ်တွေပေါ်မှာပဲအယုံဆိုင်ဖြစ်တာများပါတယ်။တခါတလေအပြူကြီးလို့မလားလို့တော့စဉ်းစားမိရဲဆိုပြီးချူလီကသူ့ရဲ့ချီးပေါ်ပြပြလာခဲ့ပါရဲ့ လူဆောက်ချူလီကလူပြောများနေတဲ့သူရဲ့မျက်နှာပေါ်ကမယ်လီနဲ့ပတ်သက်ပြီးတော့လေအခုလိုပဲပြပြလာခဲ့ပါတယ်။ချူရီယာသူရဲ့မျက်လုံးနားမှာရှိတဲ့မယ်လီကိုဖျောက်ကျင်ခဲ့ပေမဲ့အခုတော့ဒီမယ်လီပြောက်သွားမှကိုယ်တော်ဆိုရင်နေတယ်လို့ဆိုပါရယ်။ချူရီယာအဲကြောင့်တွေနဲ့ပတ်သက်ပြီးတော့လေအခုလိုပဲပြပြလာခဲ့ပါတယ်။ချူရီယာဆရာတို့ဒီမယ်လီကိုဖျောက်ပြချင်တာပေါ့နော်။ဒါမဲ့ဒီမယ်လီကအမျိုးမျိုးကလေးကပါလာခဲ့ရလိ။အဲဒီမယ်လီကြောင့်မယ်လူချစ်လူခင်ပေါ်တာလားမသိပါဘူး။တက်တော်ရီပေါ်မှာတော့ကိုလိုမယ်ရီနဲ့ ကိုရီလိုတယောက်ဆောင်တရကိုတွေ့ရတယ်ကျူရော်တိမက်လေးဖျောက်ချင်ပေမယ်အမေမွေးကလေးကပါလာတယ်မက်လေးဆိုတော့တံမိုးထားလိုက်တာပေါ့နော်ဆိုပြီးတယောက်ဆောင်ကျူလီကပြောပြလာခဲ့ပါတယ်